လက်ပံတော်ရွာလက်ပံတော်ရွာနာမည်နဲ့လိုက်အောင်ပဲချောင်းတောင်ကုန်းနဘေးမှာလက်ပံမင်းကြီးငယ်တွေပေါန့်နေတဲ့ရွာတွေကဖြစ်ပါတယ်ရွာဟာအင်းရေ60လောက်သာရှိတဲ့လူသူအယောက်ပေါင်နေပြီးရိုးရိုးသားသားနဲ့လောက်ကန်စားတော့ကြတဲ့ရွာသူရွာသားတွေရှိပါတယ်ဒီထဲမှာမှမယုံမသားနဲ့ရွာသူဆုံးမတွေလည်းရှိတယ်လက်ပံတော်ရွာအနောက်ဘက်မှာတော့မှန်ကင်းတောင်လို့ခေါ်တဲ့မင်းဝင်တောင်ရှိပြီး အမဲလိုက်မှုဆူရီနေတဲ့နေရာတနေရာလည်းရှိပြန်နေတကယ်တော့မှန်ကင်းတောင်ဟာရာဇဝင်လည်းရှိတယ်မွန်တိုဆိုဝါကြီးဥအောင်မြတ်ဂျပန်တွေကို လူသူအင်အားမများလို့စက်အိုကိုထုံးကွင်းပြီး အမြောက်ပစ်လောက်ကနိုင်အောင်တိုက်ထုတ်ခဲ့တဲ့တောင်လည်းဖြစ်ပါတယ်လက်ပံတော့ရွာကနေမျောကြည့်လိုက်ရင်တော့မိုင်းညွညွတောင်တန်းကြီးတွေဟာတက်မြောက်တကောတွေ့ရပါတယ်ဒီလိုနဲ့မှန်ကင်းတောင်နဲ့လက်ပံတော့ကြည့်ရမှာမေးလို့မရနိုင်တဲ့ ဖြစ်ရစနစ်တခုဖြစ်ပွားခဲ့ပါတယ်။ဒေချာပြောရမယ်ဆိုရင်တော့တတတုံနဲ့မနဲ့အာယုံချင်းအလင်းကို ဆောင်ခဲ့ပြီးရွာအောင်ကအုံမောင်းခောက်တန်နေဟာစုံညံနေပြီးတော့ရွာသူကျော်သားတွေကလည်းစီမီခွက် ကိုစီထုံးကမနဲ့အာယုံဆုံးကတ်ဖို့စွန်ထချက်ကြတယ်။ဟောဒီကပဲပြုတ်ပပူလေးနော်။မနဲ့တိုင်းကြားနေရတဲ့ပဲပြုတ်တဲ့ဒေါ်သားရဲ့တဟာမနဲ့ကင်းမှိုင်းပြပြ တောင်တန်းအောက်မှာတည်ရှိနေတဲ့ရွာလေးကိုအသက်သင်ပေးလိုက်ပါတယ်။ဒေါက်တာရေလာပါဦးနော်။နှစ်ယောက်ဝိုးလောက်ပေးပါဦး။အေးအေးရမယ်။ဒါနဲ့ညီယောက်ကြမောင်ဆန်းရောတော့မတက်ဘူးလား။တက်မယ်လို့တော့ပြောတာပဲဒေါက်တာ။အခုသမီးလေးကနေမကောင်းလို့မတက်ရသေးဘူးလေ။အော်အေးပါအေးရော့အပေါ်ပါထည့်ပေးလိုက်တယ်နော်။ကျေးဇူးပဲဒေါက်တာ။ကြောက်ကြမနက်စာတမင်ရပြီတော့အေးပါကွာ။ မောင်စန်းဟာထမင်းစားပြီးတော့လယ်ထဲကိုဆင်းသွားတယ်။မိအေကတော့ခလေးတစ်ဖက်နဲ့အိမ်မှာကျန်ခဲ့ပါတယ်။သမီးလေးနေမကောင်းတာရိုးမှရိုးရလာမသိဘူး။နေ့နေ့ဖွားရွှေကိုခေါ်ပြီးတော့ရွာစာချအောင်မပါ။ကိုဘွားတော်ကစရိတ်ပြက်နေပြန်ပြီ။လုံခဲ့တဲ့9ရက်လောက်ကမှမတ်တင်ရဲ့အိမ်ကရွာစာချပြီးတော့အစားတောက်တယ်ပေးပြီးတော့တောင်းပန်ထားတာ။အသက်ကလည်းရှင်းလိုက်တာ။ပေလဲမသိနိုင်ဘူး။ဒဝင်းတင်ဟာ အိမ်ထဲကိုဝင်ချလာကမိအေးညီစကားပြောတာကြည့်ပြောပြီးမှငါအဆိုးမဆိုးနဲ့ပြပြစုံစုံနဲ့လှဲ့ထွက်သွားခဲ့တယ်တကယ်တော့ဒုံဝင်းတင်ကိုမတူကားမှအဖက်မလုတ်ထင်ကြပေမဲ့လူတကာကိုလှဲ့ပတ်ပြူစားကတောင်းစားနေတဲ့ရွာသူမဆိုပြီးကြောက်လေကြောက်ကြတယ်ကိုမောင်ဆန်းကိုမောင်ဆန်းကိုထမင်းတော့ပို့မှာပဲ၁၂နှစ်ထိုးတော့မယ်ပြပြစုံစုံမိအေးကအိမ်မော်တက်ငါပြောပတ်တဲ့ကို ။နှမင်းနဲ့ဟင်းနဲ့ကူးထက်ပြီးတော့ထွက်သွားတယ်။လယ်နဲ့အိမ်ဟာတိတ်မဝေးတာကြောင့်မိအေးအမြန်ရောက်သွားတယ်။ယောက်ျားဒီမှာနှမင်းတို့ထားခဲ့ပြီနော်။အေးပါကွာ။ငါဒီတကြောင်ထောင်လိုက်အောင်မေ။ပြင်တက်ခဲ့မေ။မဆောင်တော့ဘူးကိုဆန်း။အိမ်မှာသမီးတယောက်တထားခဲ့တာအေးပါကွာဒါဆိုပြန်တော့တော်လဲညနေကျရင်စောစောပြန်လာနော်အိမ်မှာလှုပ်ရှားရှိတဲ့လေဖွားရွှေကိုခေါ်ထားမယ်မိအေးကပြောပြီးတော့အိမ်ကိုပြန်သွားတယ်ညနေရောက်တော့ မောင်စန်းတယောက်ဆော့ဆော့လေးပဲပြန်ရောက်လာခဲ့တယ်။ဟော။ဖွားရွှေလည်းရောက်နေတာပဲ။အေးလာထိုင်။ညီသမီးကိုဒေါ်ဝင်းတင်ပြုစားထားပြီ။ခင်းခွေမကျော်ရေကက်ကြုံရရောဒေါ်ဝင်းတင်ရ။ခမကြီးရွာမှာပုတ်မွေးနေတာတော်တော်များနေပြီ။စိတ်လိုက်မှန်ပါမလို့နဲ့မောင်စန်း။သူ့ရဲ့အာကုတ္တကံကသူ့ဘာသူပြုတ်လောက်သွားလိမ့်မယ်။ဖွားတို့လည်းရွာစာချသူ့ကိုပေးုံကန်ုံကလွယ်လို့ဘာမှမလုပ်နိုင်ပါလဲ။ ကမီအေးပစ္စည်းတွေပြင်ပြီးပြီလားပြင်ပြီးပါပြီဖွာအေးငါသွားတော့မယ်ခလေးနားမှနေကြဖွာရွှေရစကားကို ပြောပြီးတော့စကားကိုယူခေါင်းကိုရွက်ဓမ္မကိုထမ်းပြီးရွာနောက်လမ်းဆောင်ကိုထွက်သွားတယ်ဖွာရွှေထွက်သွားပြီးဘလောက်မှမကြဘူးခလေးကအငိုလဲတက်ပြီးတော့အဖျားလဲကြာသွားတာကိုထူးထူးသန့်သန့်ပဲတွေ့လိုက်ရတယ်ကဲမောင်စန်းကိစ္စတွေကတော့ပြီးပြီမနှက်ပြန်အသားကြောက်တွေနဲ့နည်းနည်းပါးပါးသွားပြေးလိုက်အောင်ဟုတ်ကဲ့ပါဘွာ တော်တော်ရုံမာတယ်ဘွာတော့ငါနဲ့တွေ့ကြသေးတာပေါ့မနက်ကိုရောက်တဲ့အခါမှာတော့ဒဝင်းတင်ဒဝင်းတင်ဒီမှာခမားစားဖို့တောက်ဖို့အတွက်မသားချောက်တွေလာပေးတာအော်အေးပေးတော့တယ်ယူရတာပေါ့ဟဲ့ဒါလေးပဲလားဒါလေးပဲပေါ့ဗျကြောက်အိမ်မှာရှိတာအကုန်ပဲအေးပါငါမင်းကိုတော့ကြောက်ပါတယ်မောင်ဆန်းဒါလေးပဲယူထားလိုက်မယ်ဒါပေမဲ့မင်းတို့တော့တက်ပြီးတော့အမဲပြစ်ထွက်တယ်ဆိုရင်တော့ ငါသားကိုခေါ်သွားစမ်းပါကောင်းပြီလေသွားပြင်ခေါ်သွားမယ်ကျုပ်ပြန်ပြီမောင်စန်းတယောက်လှည့်ပြီးတော့ပြန်ထွက်သွားခဲ့တယ်အိမ်ကိုရောက်တော့ရောက်ပါပြည့်သူစန်းဝင်းဟာအိမ်မှာစောင့်ကြနေတယ်ရောက်ပါအဆင်ပြေရဲ့လားပြေပါလေကွာဒီဘွားတော်ကြီးကိုကငကြီးကြတာအခုလဲငါတို့တော်တက်ရင်သူ့သားကိုခေါ်သွားပါလေငါဆိုတဲ့ကောင်ကခေါ်မှာပေါ့တိတိတ်တ်မျှော်သားမျှော်တော့ထင်းခွင့်မကျော်ရေခတ်ကြုံမရောက်ပါရဲ့ အတန်ဒီဇက်မှာဆောင်းဝင်းကတက်ပြီးတော့ဝင်ပြောတယ်။ယောက်ဖညနေကြရင်တော့ပြစ်တက်ရအောင်တူတူတိတ်တိတ်လောက်ကြပါကွာ။အောင်မင်းကိုရောခေါ်ခဲ့ကွာ။ဒီယောက်ဖဒါဆိုငါပြောင်းအောင်မယ်။ပြီးတော့ပို့ရမ်းလက်လှောက်ထားအောင်တော့နားရမ်းနဲ့ဇေယျကြီးတွေကြီးမကြီးတွေကငါ့စီမှာရှိတယ်ကွာ။ညနေရွာပြင်ကကြေးကွဲပင်ကြီးအောင်မှာစုံမယ်။မောင်ဆန်းဟာတော်တက်စရာပြင်စင်တယ်။ ပို့ရန်မိသူကကိုအမုံကျိနားရန်လေးနဲ့ထက်ပြီးတော့အိုကင်နဲ့ထဲ့လို့ရတယ်။ညနေရောက်တော့မောင်စန်းကရွာပင်တရက်ပင်ကြီးအောက်ကိုတက်တက်လေးထွက်လာတယ်။ဆောင်းဝင်းတို့ကတော့မရောက်သေးဘူး။ဒီကောင်တွေကလည်းကြာလိုက်တာကွာ။အခုထိရောက်မလာသေးဘူး။အော်ရောက်ပြီလားကွာ။အေးလေဒေါ်ဝင်းတင်ကြီးကွာအင်္ဂါရောက်နေလို့ဒီဘွားတော်ကြီးကလည်းတော်တော်ကိုဆက်စုတယ်ကွာ။ငါကဟိုနားတင်တာဆိုပြီးတော့ပျော်ပြီးထွက်လာတာ။ ဒါဆိုသွားကြမယ်ကွာအောင်မင်းကရန်တခါလေးထောင်းတာဇေယျကိုတော့ငားခဲလောက်ထည့်ပြီးတော့ဖတ်ရွက်ဆုပ်တာကြီးမကြီးကိုလည်းပါးစပ်ထဲမှာငုံထားဟုတ်ကဲ့ပါကိုသုံးယောက်သားစကားတပြည့်ရောနဲ့တော်တက်လာခဲ့တာတောင်တဝက်တောင်ရောက်လာပြီရောက်ပါသွားထုံမလားချစ်သွားကြောင်မလားဒါမို့ကြောင်ဝဲသွားကြည့်မလားမသိသေးဘူးကွာအကိုကြီးရေပြေတုံးဘက်ကိုသွားမလားမနေ့ကအဲ့ဒီဘက်မှာ ကြောင်ချီဟာတွေ့ထားတယ်တဲ့။သွားကြတာပေါ့ကွာ။ဒီချိန်မှာပဲနောက်ဘက်ကနေတရှက်ရှက်တန်ကိုကြားလိုက်ရပါတယ်။ရောက်ပါ။အနောက်ကလူလိုက်လာတယ်။အေးငါအစွမ်းနာကကြားတယ်ကွာ။မင်းတို့ကြောက်မှာဆိုလို့မပြောတာ။ဟမ်ကိုကိုဆောင်ဝင်အရှိအရှိကအတန်တွေကြားလား။ကြားတယ်ကွာ။ဘာမှမကြောက်နဲ့။ဘာကောင်မဲလာလား။တွေ့တာနဲ့ပြစ်ကြားလား။ဒါဒါရွာသူလိုက်တာပဲ။ ုံးရောက်တာပြောနေတော့ရေတန်ကြီးဟာထမှန်ပြီးတော့ပေါ်ထွက်လာပြန်တယ်။ဆောင်းဝင်းကစိတ်မရှိတဲ့ဟန်နဲ့ရောက်ပါကြားတယ်ကွာလား။သွားကြည့်ကြမယ်။ဘားကောင်မရလဲအဲ့ဒီဆုံးမကိုရအောင်တတ်မယ်။မောင်ဆန်းရဲ့မကြည်မနဲ့ပြောလာတဲ့စကားတန်းရောက်ပါအတန်းကအရှိကလာတာအတွေ့တွေ့ပြီးကြားတယ်ကွာပြစ်ချက်ဆောင်းဝင်းရဲ့စကားတန်းဆုံးမသုံးယောက်သားပြိုင်လို့ပြစ်လိုက်တဲ့တနတ်တန်အကျဲကြီးဟာတော်ကြီးကုလုံကို ဲ့တင်တက်ပြီးစူရန်သွားပါတယ်ခဏကြာမှာတော့ဖျောက်သွားကြည့်ကွာစောင်းဝင်းဟာချိန်မှသွားတဲ့တပင်းနေနောက်ကို သွားပြီးတော့ကြည့်တယ်ဖျောက်ဘာမှမရှိဘူးကွာရောက်ပါဒီတစ်ခါတော့တွေ့ပြီပေါ့ကွာ အရေကောင်မှစုပ်ပြမယ်အပေါ်ဗန္နာတက်ပြီးတော့မြောင်းလောက်ခောက်ပင်မှာကြောင်ထုံမယ်ကွာ အပြင်နားမှာခတ်အောင်မယ်လည်းရှိတယ်အောင်မယ်ကြီးမာကြီးကိုထည့်တာတော့တခါတည်း ဟိုမှာကိုမောင်ဆန်းခုံချပြေးပြီဗျလိုက်ဗျလိုက်ဟိုဘက်ကတယောက်ဝိုင်ဟာဟာကြောက်ပါကြောက်မဟုတ်ဘူးကွာရှင်းကြည်ဖြစ်သွားပြီတရင်ကအတွင်းမှာပဲ၃ယောက်စလုံးကြောင်းအောင်တော့ကြတယ်အပင်မော်ကခုံချပြီးထွက်ပြေးတော့တဲ့ကြောင်းဟာအောက်ရောက်တော့မှနှက်ခမ်းမွေးတက်တက်ဖြစ်နေတဲ့ရှင်းတကောင်ကိုမြင်တွေ့ရတယ်ကြောက်ပါဘာကြည့်နေရလဲပြစ်လေကွာဩကဲကွာဒီတခါတော့မောင်းဆန်းနေကွာဘာမှန်းနေလဲ တနက်ကြီးကစိတ်သိမ့်မမွာမှန်ထားတာကြောင့်ရှင်းကတော်တော်နဲ့မသေးပြန်ဘူးမောင်ဆန်းဟာနှလုံးတက်တဲ့ကိုဓာတ်နဲ့ဖောက်ပြီးထုတ်တဲ့ချိန်မှာတော့အားအဆိုးနဲ့အော်တဲ့နဲ့တူဘဲကမှမသိတဲ့အတန်နဲ့ကြီးထွက်ပေါ်လာတယ်။ယောက်ဖပြန်ရမယ်ကွာမိုးလန်လင်းတော့မယ်။ဒါကွာပြန်မယ်။အောင်မင်းရမ်းပြန်ထောင်းတာ။မောင်ဆန်းတို့ရောက်ကိုပြန်အောင်တော့မိုးလင်းနေပြီ။ရွာလေကောင်ရောက်မှာတော့ခိုးနာတစုဒီနာတစုစုပြီးတော့ပြောနေကြတယ်။အเจ้าကတော့မနဲ့လင်းအားမိုးလင်းကန်နေပြီ။ တော်ဝင်းတင်အတန်နဲ့ကြီးနဲ့အော်ပါတိတ်ဆုံးသွားခဲ့ခြင်းဆိုတော့ကိုပြောနေကြတာပါ မောင်ဆန်းကအိမ်ပြန်ရောက်ပြီးရေမိုးချောတမဆာအာသူဘအိမ်ကိုထွက်လာတယ်တချို့လူတွေကတော့ပြောနေကြတယ်တော်ဝင်းတင်ဟာပညာပြိုင်ရင်းနဲ့တိတ်သွားတာဆိုပြီးတော့ပြောနေကြတာတိတ်သွားတော့လည်းအေးတာပဲလေဟုတ်ပါတော့ဟုတ်ပါ သူပြုတဲ့ကံသူ့တံပြန်သွားတာပေါ့ပယ်ပြီးမှတော့ဘယ်တက်နိုင်ပါမလဲမြေချရုံပဲရှိတယ်အာသူဘအိမ်မှာတတော်တတေပြောနေကြတယ် 高了，好了，这里搞嘞，还没打呗。赵文定听说我的江起我了。三位茅山的阿弥勒东妖兵，把头马，把底给交吧不。